သားသမီးလှုပ်ရှားကိုမိဘကမိစားနေရပြီဆိုရင်အဲ့ဒီမိဘဩဇာမရှိတော့သားသမီးကကြီးဆိုးလာသူတို့ပေးခြင်းမပေးမယ်သူစကားနားထောင်ရမယ်သူထားတဲ့နေရာနေရမယ်သူခိုင်းတာလုပ်ရမယ်ဆိုတဲ့အနေအထားမျိုးတွေမိဘတွေတနာစရာအခြေအနေမျိုးရောက်နေကြတာဟာလောကမှာရှိနေတယ်အမှန်ပဲရှိနေတတ်တယ်ပေါ့အဲ့ဒီလိုအနေအထားမျိုးတွေဟာစိတ်မကောင်းစရာဖြစ်လာရုပ်စင်တောင်ကြီးကကျွေးမွေးဆောင်းရှောင်းလာတဲ့ ကျေးဇူးတွေကိုမထောက်မထားပဲနဲ့ကိုကလုံနိုင်ကိုင်းနိုင်ရွယ်ရောက်လာတဲ့အခါမိအိုဖအိုတွေကိုယခုလိုစူးစူးပူပူစူလိုက်ငေါလိုက်နဲ့ဆိုတဲ့အနေထားမျိုးတွေဟာအတော်ရင်နာစရာကောင်းတဲ့အနေထားလူရင်ကျေးမှုတွေဟာပြက်ပြားလာတယ်လို့ဒီလိုဆိုတယ်အဲ့ဒါလို့ပြက်ပြားလာတော့မိအိုဖအိုတွေယောက်ကမအမေအိုအဖေအိုတွေဟာအားကိုးရမရှိဘူး ကိုယ်ကိုလည်းမစွန်းဆောင်နိုင်တော့ဘူးမစွန်းဆိုင်နိုင်တော့ဒါလေးသမီးလေးတွေချော့မော့မြီးကလေးတွေချော့လို့အဲ့ဒါလို့ချော့မော့ပြီးတော့သူတို့စိတ်ကျဉ်တတ်တဲ့အခါမှာစိတ်ကျဉ်တတ်အောင်လုပ်ပြီးတော့မိကိုပြီးတော့ကျွေးတာလေးနဲ့ကျဉ်တတ်ပြီးတော့နေရတဲ့အမေအိုအဖေအိုတွေလောကကြီးမှာရှိနေပြီပေါ့ဒီလိုဆိုဒါကြောင့်မလို့ထမရဲ့ဘိုးဘွားရဲ့ဒါတွေရောက်သွားကြတာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါလို့ အဆင်ပြေတဲ့မိဘတွေရှိတယ်လို့အဆင်မပြေတဲ့မိဘသားသမီးတွေရဲ့အော်ငေါက်တွေခံပြီးတော့အဆူပူတွေခံပြီးတော့ဒီလိုပဲငုံပြီးနေကြရတဲ့မိအိုဖအိုတွေဟာလောကတနာစရာအခြေအနေမျိုးတွေဖြစ်ပေါ်လာ